မာကုအခိုင်း30အခန်းငယ်35ကနေ45မှာတခင်ယေရှုကတပည့်တော်တို့ကိုနှိမ့်ချသောအစေခံဖြစ်ဖို့ယံသွန်သင်တော်မူပါれမာကုအခိုင်း30အခန်းငယ်35ကနေကြည့်ရအောင်ထိုအခါဇီဘဲတဲဤသားယာကုပ်နှင့်ယောဟန်သည်အထံတော်သို့ချင်းကပ်၍အရှင်ဖျားအကျွန်ုပ်တို့တောင်းတော်ဆုကျေးဇူးကိုပြုတော်မူစီခြင်းပါသည်ဟု ရှောက်လေ၏မွေးချင်းကြီးအကိုဖြစ်တဲ့ယာကုပ်နဲ့ယောဟန်တို့ဟာသခင်ယေရှုခရစ်တော်ရဲ့အထံတော်ကိုချင်းကပ်လာတော့အရှင်ဖျားအကျွန်ုပ်တို့ တောင်းတော်စုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟုရှောက်ကြတယ်မဿဲအခိုင်း20ကို ကျွန်တော်တို့ကြည့်တဲ့အခါမှာ ယေရှုခရစ်တော်ရဲ့လက်ရတော်ဘက်နဲ့လက်ဝဲတော်ဘက်မှာထိုင်ရတဲ့အခွင့်ကိုပေးဖို့ရန်သူတို့ရဲ့အမေကိုပါအကိုညီတောင်းပြီးတော့ခေါ်လာတယ်ဆိုတာမဿဲအခါကြီး20အငယ်20မှာကျွန်တော်တို့တွေ့ရတယ်။သခင်ယေရှုကငါသည်တင်တို့ကိုအဘယ်သို့ပြုစေခြင်းတနည်းလို့မေးတော်မူပါတယ်။အခါငယ်38မှာကိုရောသည်ဘုံပွင့်တော်မူသောအခါအကျွန်ုပ်တို့သည်လက်ရတော်ဘက်၌တယောက်လက်ဝဲတော်ဘက်၌တယောက်ထိုင်ရသောအခွင့်ကို ပေးတော်မူပါလို့ရှောက်ကြတယ်။ကဲဒီမှာကျွန်တော်တို့နားလည်ရမယ့်အရာကပါလေကိုတော်ဒီဘုံပွင့်တော်မူသောအခါဆိုတာတခင်ယေရှုခရစ်တော်တည်ထောင်တော်မူသောဖခင်တခင်နိုင်ငံတော်မှာယာကုပ်နဲ့ယောဟန်ကအမြင့်ဆုံးသောယာထူးအခွင့်အာဏာကိုရရှိဖို့ရန်ယေရှုခရစ်တော်ထံမှာတောင်းလျှောက်လာတာဖြစ်တယ်။ကိုရောရဲ့လက်ရာတော်ဘက်မှာထိုင်ရတဲ့အခွင့်ဆိုတာ ယေရှုခရစ်တော်ပြီးရင်အမြင့်ဆုံးသော အခွင့်အာဏာကိုပိုင်တဲ့သူဖြစ်တယ်။ပြီးရင်လက်ဝဲဘက်မှာရှိတဲ့သူ။ကဲသူတို့ညီအကိုနှစ်ယောက်စလုံးကယေရှုခရစ်တော်ပြီးရင်အမြင့်ဆုံးသောအခွင့်အာဏာကိုလိုချင်ကြတယ်။လိုချင်ပြော့တယ်မှာတောင်းလာကြတယ်။တခေယေရှုကသူတို့ကိုဘယ်လိုတောင်းပြန်တယ်လဲဆိုတာကိုဆက်လက်ပြောကြည့်ရအောင်။အခခဲ38မှာယေရှုကလည်းသင်တို့သည်အဘယ်သို့ တောင်းပန်သည်ကိုတင်တို့မတိကြဆိုပြတော့မေတ္တာနဲ့ပြန်ပြတော့တုံ့ပြန်တယ်တခင်ဖျားကဘလို့စပြောထားတယ်လဲဆိုရင်ငါတောက်တော့ခွက်ကိုတောက်ချင်းဟာ၎င်းငါခံတော့ဗတ္တဇံကိုခံချင်းဟာ၎င်းတင်တို့သည်တတ်စွမ်းနိုင်သလောဟု မေးတော်မူလျင်အခခဲ့39အကျွန်ုပ်တို့သည်တတ်စွမ်းနိုင်ပါ၏ဟုရှောက်ကြတော့ကဲ့ဒီတိခဏလောက်နော် ဒီမှာကျွန်တော်တို့နားလည်ရမှာကဒီမှာပြောတဲ့ခွဲ့နဲ့ဗတ္တဇံဆိုတာသခင်ယေရှုခံရမဲ့ဒုက္ခဆင်းရဲခြင်းနဲ့တေခြင်းကိုဆိုလိုတာဖြစ်တယ်။တမန်ကျမ်းစာမှာခွဲ့လို့ပြောတဲ့အခါမှာ အတိတ်ပဲနှမျိုးရှိတယ်။ဝမ်းမြောက်ပျော်ရွှင်ခြင်းနဲ့ဆိုင်တဲ့ခွဲ့ဥပမာအနေနဲ့ကျွန်တော်တို့ဘယ်မှာတွေ့ရလဲဆိုရင်စာလံ23အငယ်5နောက်ဆုံးပိုင်းမှာ အကျွန်ုပ်ခွက်ဖလားဒီရှန်လျက်ရှိပါ၏ဒီမှာပြောတဲ့ခွက်ဖလားဆိုတာကကောင်းချီးမင်္ဂလာ ဝမ်းမြောက်ခြင်းနဲ့ဆိုင်တဲ့အရာကိုပြောဆိုတဲ့အခါမှာသုံးတယ်။နောက်ခွက်ကတော့အပြစ်ရှိတဲ့လူတို့အတွက်ခံရမဲ့ဖယားသခင်အမျက်ဒေါသကိုဆိုလိုတာဖြစ်တယ်။ကဲဒီမှာသခင်ယေရှုခံရမဲ့ခွက်ဆိုတာအပြစ်ရှိတဲ့ကျွန်တော်တို့အတွက်ကြောင့်သခင်ယေရှုခံရမဲ့ဖယားသခင်အမျက်ဒေါသကိုဆိုလိုတာဖြစ်တယ်။ဘတ်တစ္စံဆိုတာဟာလည်းပဲသခင်ယေရှုခံရမဲ့ဒုက္ခဆင်းရဲခြင်းတေခြင်းကိုဆိုလိုတာဖြစ်တယ်။သခင်ယေရှုခံရမဲ့ ခမဲတော်ပြရားရဲ့အမျက်ဒေါသကိုခံနိုင်တဲ့သူဟာဘယ်သူပဲရှိလဲလူစားတိအဖြစ်ကြွလာတော်မူသောတခေယေရှုခရစ်တော်ပဲရှိတယ်။ဘာဖြစ်လို့လဲ तू ကထာဝရပုဂ္ဂိုလ်ဖြစ်သောကြောင့် तू ပဲခံနိုင်စွာရှိတယ်။အဲ့ဒါကိုတို့ကမသိဘဲနဲ့တို့လူချင်းတာကိုပဲတို့သိတယ်။ဒါမဲ့တခင်ဖျားကတို့အပေါ်မှာစိတ်ဆိုးလားစိတ်မဆိုးပဲနဲ့မေတ္တာနဲ့အခုပြောပြနေတာဖြစ်တယ်။အဲ့တော့တခင်ဖျားကဒီတပည့်တော်နှစ်ယောက်ကိုအခန်းငယ်36မှာပဲနော် ယေရှုကငါတောက်သောခွက်ကိုတင်တို့သည်တောက်ရကြလိမ့်မည်ငါခံသောဗတ္တဇံကိုလည်းတင်တို့သည်ခံရကြလိမ့်မည် အခန်းငယ်၄၀တို့တော်လဲငါလက်ရဘက်လက်ဝဲဘက်မှထိုင်ရသောအခွင့်ကိုက အချင်းသူတို့အဘိုးအလိုငါပြင်ဆင်၏ထိုသူတို့အားသာငါပေးပိုင်သည်ဟု မိန်တော်မူ၏ကဲသူတို့ကြုံတွေ့ရမယ့်ဒုက္ခဆင်းရဲခြင်းကိုကြိုတင်ပြတော့သခင်ဖျားပြောပြတယ်ဒါပေမဲ့လို့ ငါလက်ရတော်ဘက်မှာထိုင်ရတဲ့အခွင့်လက်ဝဲတော်ဘက်မှာထိုင်ရတဲ့အခွင့်ကခမဲတော်ဘုရားသခင်ကစီစဉ်ထားတယ်ထို့သူတို့အားသာငါပေးပိုင်သည် ဟုမိန်တော်မူ၏ဘုရားသခင်နိုင်ငံတော်ကိုတည်ထောင်ပြော့ယေရှုခရစ်တော်ကြွလာတဲ့အခါမှာယေရှုခရစ်တော်ရဲ့လက်ရတော်ဘက်နဲ့လက်ဝဲတော်ဘက်မှာထိုင်မဲ့သူကဘယ်သူဖြစ်နိုင်မလဲတပည့်တော်ယာကုပ်နဲ့ယောဟန်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးပေတရုရောဖြစ်နိုင်မလားမဖြစ်နိုင်တော့ဘူးဒါဆိုဘယ်သူဖြစ်နိုင်မလဲ သခင်ဘုရားရဲ့လက်ရတော်ဘက်နဲ့လက်ဝဲတော်ဘက်မှာထိုင်မဲ့သူကဘယ်သူလဲဆိုတာကိုဘသူကမှကြိုတင်ပြတော့မပြောပြထားဘူးခမဲတော်ဘုရားရဲ့အခွင့်အာဏာနဲ့စီစဉ်ထားပြီးသားဖြစ်တယ်အဲ့ဒီသူတို့ကိုပဲပေးတော်မူမှာဖြစ်တယ်ဆိုပြတော့မေတ္တာနဲ့တပည့်တော်ယာကုပ်နဲ့ယောဟန်တို့ကိုပြန်လဲပြတော့တုံ့ပြန်ခဲ့တယ်အခါကလည်းဇက်တဲမှာပြဿနာလာပြီးဟေ့အချားတော်တပည့်တော်တကြိတ်တို့ဒီကြားသိလျင်ယာကုပ်နဲ့ယောဟန်တို့ကို အမြတ်ထွက်ကြဧကကြည့်တပည့်တော်စနေပါထဲမှာလည်းမနာလိုတွေမဖြစ်ကြဘူးလားဒီတပည့်တော်နှစ်ယောက်အပေါ်မှာစိတ်မဆိုးကြဘူးလားအမြတ်ထွက်ကြဧကကြည့်ခွန်လွချင်းခံရတဲ့အပြစ်ရှိသောသူမစုံလင်သေးတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းပဲမနာလိုတဲ့စိတ်တွေပါလေကျွန်တော်တို့မှာရှိတတ်ကြသေးတယ်။ဒါကြောင့်ဒီနေ့သခင်ဖရားတုံတင်တဲ့ဒီအချက်ကိုအမြဲတမ်းစိတ်နှလုံးသွင်းရအောင်။အခန်းငယ်၄၂မှာ ယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍သင်တို့တည်သည့်အတိုင်းလောကီမြင့်တို့သည်အစိုးတရပြုတ်တတ်ကြ၏အကဲအမှုတို့သည်အာနာထားတတ်ကြ၏အခငယ်53သင်တို့မူကားထိုသူမပြုတ်ကြနှင့်သင်တို့တွင်အကဲအမှုပြုတ်လို့တော်သူသည်သင်တို့အစေခံဖြစ်ရမည်အခငယ်54 တင်တို့တွင် အထွတ်အမြတ်လှုပ်ခြင်းတော်သူသည်လည်းအလုံးစုံတို့ဤစေခိုင်းရာကျွန်ဖြစ်ရမည်နှိမ့်ချတော့အစေခံအရင်ဖြစ်ဖို့ကိုတခင်ဖရာတုံတင်နေတာအမြင့်ဆုံးသောအခွင့်အာဏာကိုရချင်ရင်အရင်အိုးဆုံးဘာလုပ်ရမလဲအားလုံးရဲ့အစေခံကျွန်အရင်ဖြစ်ပါကဲဒီမှာကျွန်တော်တို့ဒီမှာရှိတဲ့အတင်းတို့တင်းသားတွေလည်းပဲ ဘယ်လိုဆက်ဆိုင်ရမလဲတယောက်နဲ့တယောက်နှိမ့်ချသောစိတ်နဲ့အချင်းချင်းအစေခံသောဂျုံဖြစ်ကြရအောင် အာမင်လောကီမင်းတို့သည်တဲ့အစိုးတရားပြုတ်တတ်တယ်တဲ့လောကီမင်းဆိုတာဖျားသခင်ကိုမယုံကြည်တဲ့လူသားတွေကိုပြောတာအကဲအမှုတို့သည်တဲ့အာနာထားတတ်ကြ၏အဲတော့သူတို့ရဲ့အကဲအမှုတွေကအာနာနဲ့လူတွေကိုအုပ်ချုပ်တတ်တယ်အခန်းငယ်53မှာတင်တို့မူကား ထိုတို့မပြုတ်ကြနဲ့အခန်းငယ်54တင်းတို့တွင် အထုအမြက်လှုပ်ခြင်းတော်သူသည်လဲအလုံးစုံတို့ဤစေခိုင်းရာကြုံဖြစ်ရမည်ကဲအမြင့်ဆုံးသော အခွင့်အာဏာကို လိုချင်ရင် အရင်ဥဆုံးပါဖြစ်ရမှာလေအလုံးစုံတို့ဤအစေခံကြုံအရင်ဖြစ်ရမယ်အဲ့ဒီနေရာမှာအကောင်းဆုံးပုံသက်တေရဘယ်သူလဲတိလားယေရှုခရစ်တော်အခန်းငယ်55မှာ အကြောင်းမူကားလူသားသည်သူတပားကိုစေစားခြင်းငှာမလားသူတပားအစေကိုခံခြင်းငှာ၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းငှာ၎င်းကြွလာသည်ဟုမိန်တော်မူ၏အာမင်တခင်ဖုရားရဲ့နောက်တော်လိုက်ကျွန်တော်တို့မှန်ရင်ဒီနေ့တခင်ဖုရားရဲ့တုံတင်ချက်ကိုစိတ်နှလုံးသွင်းရအောင်သွင်းုံမဟုတ်ဘူးလက်တွေ့နာခံကြရအောင် အမြင့်ဆုံးသောအခွင့်အာဏာကိုလိုချင်ရင်ကောင်းပါတယ်ဒါပေမဲ့ပေးဆက်ရမယ့်အဖို့အခါတော့အရင်ပေးရမယ်ဒီနေ့တချို့လူတွေကပေးဆက်ရမယ့်အဖို့အခါကိုကြတော့မပေးဘဲနဲ့အမြင့်ဆုံးသောအခွင့်အာဏာကိုလိုချင်တဲ့သူတွေရောမရှိနိုင်ဘူးလားအဲ့ဒီအထဲမှာကျွန်တော်တို့ပါနေရင်ဒီနေ့သခင်ဖခင်ကတင့်ကိုပြောနေတယ်အမြင့်ဆုံးသောအခွင့်အာဏာကိုရချင်ရင်သူတော်ဘာရဲ့အစီခံချွန်အရင်ဖြစ်ပါအဲ့လို့ဆိုရင်သခင်ဖခင်ကအချိန်တိုင်းတင်တို့ကိုချင်းမြောက်မယ် ။အာမင်။အရေးကြီးဆုံးကသခင်ဖခင်ရဲ့နောက်တော်ကိုလိုက်တော်သူအရင်ဖြစ်ပါ။သခင်ဖခင်ရဲ့ပုံသက်တွေကိုဘာလို့လဲ။နာခံတော်သူအရင်ဖြစ်ပါ။သခင်ဖခင်ရဲ့ပုံသက်တွေကိုပြန်ကြည့်။ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းဖြစ်တည်စေတော်မူသောသားတော်ဖခင်သခင်။ကိုလိုသဲအခိုင်းအငယ်15ကနေ16မှာဆိုရင်ဒီနေ့မြင်ရတဲ့အရာ မမြင်ရတဲ့အရာ အားလုံးဟာသခင်ဖခင်ရဲ့တကောတော်အားဖြင့် ယနေ့တိုင်အောင်တီလျက်ရှိနေတယ်တဲ့အဲ့တလောက်ကြီးမြတ်တော်မူသောတားတော်ယေရှုခရစ်တော်သည်ဒီလောကမှာလူစားတိအဖြစ်ကိုခံယူပြော့မိမိရဲ့ဘုံအသေးကိုခဏစွန့်ထားပြော့တာမန်လူသားကဲ့သို့လူစားတိအဖြစ်ကိုခံယူပြော့အပြစ်ရှိသောလူတို့ရဲ့အမျိုးမျိုးသောတိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်။တခင်ယေရှုခရစ်တော်ဟာဘလောက်အထိနှိမ်ချတော်မူသလဲ။ ခမဲတော်ဘုရားရဲ့အစေခံကျွန်အဖြစ်ဒီလောကမှာ လူစားတိအဖြစ်ကိုခံယူပြီးတော့ကြွလာတာဖြစ်တယ်ဆိုတာကိုဖိလိပ္ပိအခိုင်နှစ်အငယ်6ကနေကျွန်တော်တို့ကိုပြောပြထားတယ်ဒီကနေကျွန်တော်ဖတ်ပြမယ်ထိုသခင်သည်ဘုရားသခင်ဤတရံတော်နှင့်ပြည့်စုံတော်မူသည် ဖြစ်၍ဘုရားသခင်နှင့်ပြိုင်သောအမှုကိုလူယူခြင်းအမှုဟူ၍မထင်မမှတ်လျက်ပင် မိမိအတရေကိုစွန့်၍ကြကြည့်အခန်းငယ်ခုနှစ်မှာမိမိအတရေကိုစွန့်၍အစေခံကြုံဤတရံကို ယူဆောင်လျက်လူကဲ့သို့သော အဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ထိုသို့လူဤဂုံအိမ်ကလက္ခဏာနှင့်ပြည့်စုံလျက်အသေးခံချင်းတာမဟုတ် လဝကတိုင်မှအသေးခံချင်းတိုင်အောင် အစေကြုံခံ၍ ကိုကိုကိုနှိမ်ချတော်မူ၏အခငယ်ကို ထို့ကြောင့်ဖယားသခင်သည် ကိုတော်ကို အလွန်ချီးမြှောက်၍ဘွဲ့နာမရကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနာတော်မူ၏အခငယ်30အကြောင်းမူကားကောင်းကင်တတဝမြေကြီးတတဝမြေကြီးအောက်၌ရှိသောတတဝတီးဟုသောခတ်သိမ်းသောတတဝတို့သည်ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍ ယေရှုခရစ်သည်တခင်ဖြစ်တော်မူဤဟုနှုတ်နှင့်ဝန်ခံသဖြင့်ခမဲတော်ဖျားဤဘုံအတရေတော်ကိုထင်ရှားစေကြမည်အကြောင်းတည်းကဲ့ချီယေရှုခရစ်တော်ဟာဘလောက်အထိနှိမ်ချသလဲခမဲတော်ဖျားရဲ့အစေခံကျွန်အဖြစ် ဒီလောကမှာလူစားတိအဖြစ်ကိုခံယူတယ်ဘာအတွက်လဲအပြစ်ရှိသောတဲ့နဲ့ကျွန်တော်ကိုငရဲသွားမဲ့သူအဖြစ်ကနေ ရွေးနှုတ်ကဲတင်ဖို့ရန်အပြစ်ရဲ့အခသေချင်းကိုလက်ဝါးကတိုင်မှာဆက်ပေးဖို့ရန်လူစားတိအဖြစ်ကိုခံယူပြတော့ကြွလာတော်မူခြင်းဖြစ်တယ်။ဒီမှာကြည့်ယေရှုခရစ်တော်ကလူသားသည်သူတပားကိုစေစားခြင်းဟာမလား။သူတပားအစေကိုခံခြင်းဟာ၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းဟာ၎င်းကြွလာသည်တည်း။ ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံပြီးဆိုရင်ယေရှုခရစ်တော်ရဲ့နှိမ်ချသောပုံသက်တွေကိုလိုက်ဖို့ဖြစ်တယ်။အခွင့်အာဏာတွေကိုရရှိချင်တာမမှားဘူးဒါပေမဲ့အရင်ဦးဆုံးကျွန်တော်တို့ဖြစ်ရမှာကပါလေသူတော်ဘာရဲ့အစေကိုခံတော်သူယေရှုခရစ်တော်ကဲ့သို့မိမိကိုယ်ကိုနှိမ်ချပြော့သူတော်ဘာရဲ့အစေကိုခံတော်ယေရှုခရစ်တော်ရဲ့ တပည့်တော်တွေဖြစ်နိုင်ဖို့အားလုံးအပေါ်မှာဖခင်ကောက်ချီးပေးပါစေ။